ကျွန်တော်ဒီနေ့တကယ်ကိုခံနာပြီးတော့မှ modernize ပုံစံဖွဲ့စည်းတည်ဆောက်ထားတဲ့လုံချင်းကြီးတစ်လုံးကိုရောင်းချပေးပါဦးမယ်။ဟုတ်ပါတယ်ကျွန်တော်နောက်မှမြင်နေရတဲ့လုံချင်းကြီးဖြစ်ပါတယ်။ဒီလုံချင်းရဲ့တည်နေရာကတောင်းကလာပါမျိုးနဲ့ငွေကြရရန်နဲ့မှတည်ရှိပါတယ်။ ဆိုတော့ငွေကြေးရဲ့အကြောင်းကိုတော့တောင်းကလာပါမျိုးနဲ့ငွေကြေးရဲ့အကြောင်းကိုတော့အခြေတုံးကိုရှင်းပြနေစရာမလိုဘူးဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တောင်းကလာငွေကြေးရဲ့ကလည်းရန်ကုန်မြို့မှာရှိတဲ့နေရာကောင်းတွေအများကြီးတဲ့တကမှတခုအပါဝင်ဖြစ်ပါတယ်။ကျွန်တော်ဒီအိမ်အကြောင်းကိုနှုတ်ကနေပြပြလိုက်မယ်ဆိုရင်ကြည်ရတာနည်းနည်းပေါ့သွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နှုတ်နဲ့မပြောတော့ဘူးကျွန်တော်လက်တွေ့ပြပြီးမှဖြစ်ပါတယ်။ကျွန်တော်အတူတူဝင်ရောက်ကြည့်ရှုလိုက်ရအောင်ဗျာ။သူစောက်ထားတဲ့ပုံစံနဲ့တကယ်ကိုလှလှပပစောက်ထားတယ်ဆိုတော့တွေ့ရတယ်။ပြီးတော့ ခြံထဲမှာပဲကား၄စီးနဲ့၅စီးချထဲမှာရက်လို့ရတယ်အဲ့တော့တော့ဒီအမိုးအောက်ထဲမှာဟောပဲကား၂စီးတော့ကောင်းကောင်းဆန့်တယ်ဗောနော်ရှေ့မှာလည်းကားနောက်တဲ့၂စီးတော့ကောင်းကောင်းဆန့်နေတယ်ဒီဘက်မှာဆိုရင်မီနီဂါဒန်လေးကိုတွေ့ရတယ်ဆိုတော့ဒီချာ space မှာဒီလိုမျိုးဂါဒန်တစ်တစ်လေးပါလာတော့ဆိုရန်သဘောကျတယ်ဗောနော်ပြီးတော့တိုင်ရဲ့မျက်နှာစာကိုသူကြွေပြားတွေနဲ့ခင်းထားတာဗောနော် ပြီးတော့ main ဒကမကြီးရဆာကျွန်းဒကမကြီးကျွန်တော်ထဲဝင်ကြည့်လိုက်မယ်ဝေါအရင်လှတယ်ဗျာတကယ်ကိုတော်တော်လှတဲ့အေကန်းကြီးကအကျေကြီးပဲဗျာတကယ်အကျေကြီးအေကန်းအကျေကြီးတစ်ခုတွေ့ရတယ်ဟောအော်မလေးကျွန်းပါကီလုံးဝတင်းနေအောင်ခင်းထားတာပေါ့နော်ဆိုတော့ရှေ့အေကန်းမှာလည်းအေကွန်တလုံးပါတယ်လေဝဲကတော်တော်ကိုကျယ်တယ်။โอเคကျွန်တော်အေကန်းနေဒီဘက်ကိုရှောက်လိုက်မယ်ဆိုရင် အပေါ်တက်ကိုတက်တဲ့လေကောင်းတွေ့ရတယ်ကျွန်တော်မတက်သေးဘူးကျွန်တော်ဒီဘက်မှာထမင်းစားကန်းလေးပြပေးမယ်ဝါးထမင်းစားကန်းတော်တော်ကိုကြီးတဲ့ထမင်းစားကန်းကြီးဖြစ်ပါတယ်ဟိုသူကထမင်းစားကန်းဒီဘက်မှာသူကဟိုဘေးစင်လေးလုတ်ပေးထားတယ်ပေါ့နော်မိုက်တော်တော်ကိုလှတယ်ဆိုတော့โอเคကျွန်တော်ပြောထပ်ပြပေးမယ်ထမင်းစားကန်းလေးနဲ့ဒီဘက်မှာအာကျွန်တော်ဒီ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 ဒါဘက်ကအခန်းလေးပေါ့နော်ဒီခန်းလေးဒီခန်းလေးကတော့ အာ gas toilet လေးဖြစ်ပါတယ်ဧည့်သည်ပါလာမယ်ဆိုရင်ဧည့်သည်ပါလာရယ်ဆိုရင် အသုံးပြုဖို့အတွက်သူ gas toilet လေးကိုထုတ်ပေးထားတာပေါ့နော်ဆိုတော့ gas toilet လေးရှိပါတယ် gas toilet ရဲ့ဒီဘက်အချမ်းမှာဆိုရင် CCTV ပဲပါပြီးသားပေါ့နော်ဆိုတော့ဒါဆိုရင် master bedroom ဖြစ်ပါတယ်ဒါကျွန်တော်မြင်ကြီးထဲမှာပါတယ်ပထမအဦးဆုံးကျွန်တော်တွေ့ရမယ် master bedroom ဖြစ်ပါတယ်သူ master bedroom နိုင်မှာ air con ပါတယ်ပြီးတော့ brain box တွေလုံးဝပါတယ်လေကွန်းလည်းထွက်လင်းအောင်လုံးဝကောင်းပြီးသားအဲ့ဒါပေါ့နော်ဆိုတော့ဒါတော့ master bedroom ရဲ့ bedroom touch လေးဖြစ်ပါတယ် ကျွန်တော်တို့အခု master baron နဲ့ရနေပြီးတော့ထွက်လိုက်မယ်ဟုတ်တတော်ကိုအင်းအကြီးစားကြီးများတော့မဆိုအာတော့မိဘကန်လေးဖြစ်ပါတယ်ကချုံဖြစ်ပါတယ်ဆိုတော့မိဘကန်ကလည်းတကယ်ကိုအကြီးစားအကျယ်စားကြီးဖြစ်ပါတယ်အဲ့တော့ cabinet တွေတော့မတက်သေးဘူး cabinet တွေတက်လိုက်မဆိုတကယ်ကိုချွားပြီးတကယ်ကိုလှပါပါပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်လည်း main room လေးရှိတယ်ပေါ့နော်ဒီထဲမှာတော့ PC တွေနည်းနည်းထည့်ထားတယ်ပေါ့နော်ကျွန်တော်ရိုက်မပြပြီးတော့ဘူးအိမ်သားကြီးရှုကန်ပါတ မေရုံနဲ့မှာလေဒါကတော့အေးရဲ့နောက်ခွေးပေါ့နော်အေးရဲ့နောက်မှာဆိုရင်တကယ်ကိုတန့်ပြန့်နေရတယ်ဆိုတော့မိဘကတော်တော်ကိုကျဲတယ်မိဘကတော့ space ကတော်တော်ကိုကျဲကျဲဝန်းလုပ်ခါတာပေါ့နော် okay ကျွန်တော်တို့အပေါ်တောက်တက်ကြည့်လိုက်အောင်တော်တော်လှတယ်ဗျလေကားယူထားတဲ့ပုံစံကတကယ်ကိုဟိုကျွန်တော်တို့တာမန်ခောက်ချိုးလေကားလေးမဟုတ်ဘူးနဲ့တကယ်ကို white ပေါ့နော်တကယ် နန်းဆန်ဆန်ကြီးကိုလှုပ်ထားတာပေါ့နော်ဆိုတော့လေကတိလေးတွေကလည်းစိတ်စိတ်လေးတွေပြီးတော့လေကတိတွေကတော့ကိုပြေတယ်ပြီးတော့လေကလက်ရန်နေရာစတော့ကျုံးပေါင်းသားတွေကိုတုံးထားတယ်ပေါ့နော်ဆိုတော့ထည့်ထားတဲ့ PC quality ကလောဝခုံထားခြင်းမရှိဘဲတကယ်အပြည့်ထည့်ပေးထားတယ်အခန်းထဲမှာလည်းကျုံးကမာကြီးကိုတွေ့ရဆိုတော့ဒါကတော့အပေါ်တက်ပထမတက်ရဲ့ပထမဆုံးတွေ့ရမယ်အာလေကနဲ့ကက်လေးရဲ့ master bedroom ပေါ့နော်ဆိုတော့ ဒီ master bedroom မှာဆိုလဲအဲ့လိုပေါ့နော် dressing room ပါတယ်အာ dressing room နဲ့ cabinet ရမှာရချိုကိုင်းအိမ်နာပါတယ်ဆိုတော့ရချိုကိုင်းအိမ်နာလည်းကျွေးပြားခင်းကျွေးပြားကတ်ထားပြီးသားပေါ့နော်ပြီးတော့ bedroom နေပါပါသေးတယ်ရေဘူးရေး system အကုန်လုံးပြည့်တော့လက်တင်ပြတက်နေုံပဲဆိုတော့ဒီ master bedroom ကတော့ဒီအိမ်မှာဆိုရင်အချင်းဆုံးလို့ပြောရတယ်ဒါပေမဲ့အချင်းဆုံးဆိုတော့တော်တော်ကိုကျေတယ်နော်ဟင်တော်တော်ကိုကျေတဲ့ master bedroom ပဲ အဲဒီဘက်မှာ အခန်းနှခန်းပေါ့နော်ပရမတ်မှာအခန်းနှခန်းထပ်တွေ့ရတယ်ဥပမာအော်ပရမတ်မှာအလုံးစုံအခန်း၃ခန်း၃ခန်းလောက်မှာစတာဘရုံးလေးကျပဲဒါကတော့ main master bedroom ပေါ့နော်ဒါမျိုးခန်းနှခန်းပါတယ်ဒီအိမ်မှာဆိုတော့နေတဲ့အကြီးမဟုတ်ဘူးတော့နေတဲ့အကြီးမဟုတ်ဘူးသူကအဲ့ master bedroom မှာဆိုရင်မဲကိုပဲသူကထပ်ပြီးတော့ဝဲနာပါသေးတယ်တော့တော်တော်ကိုကျဲတဲ့ master bedroom လို့ပြောလို့ရတယ်ဒီကောင်ကတော့ဒီအိမ်တော့မှာဒါမျိုးနှခန်းပါတယ်ပေါ့နော် master bro အကြီးစားကြီးနှစ်ခုပါတယ်ဆိုတော့ general ရေတော်တော်ကိုကျဲပါတယ်ဒီမှာဆိုရင်လည်း dressing room ပါမယ်အဲဒါဆိုဒီမှာမှာကျွန်တော်တို့အာ battery device နဲ့เนาะတကယ် barrel dash တစ်ခုပါသေးတယ်ဆိုတော့စုစုပေါင်းဒါအာ master 6ခန်းလို့ပြောတယ်အခုကျွန်တော်ဆိုကျွန်တော်အခုလောလောဆယ်တော့ကျွန်တော်မြင်းကြီးတစ်ခန်းရဲ့အခုနှစ်ခန်းရဲ့ကျွန်တော်အာတုံးခန့်ပြပြီပေါ့နော်ဆိုတော့ဒီ main master ကြီးကနေထွက်လိုက်မယ်ဆိုရင်မြင်းနဲ့ချင်းနိုင်ပါလေ ါနောက်ထပ် main master တစ်ခုထပ်တွေ့ရဒါကတော့ဒါကတော့ square feet ကျတဲ့ main master လို့ပြောလို့ရတယ်ဒီခန်းလေးတော်တော်ကိုကျယ်တဲ့ master barrel ဘောနော်ဒီမှာဆိုရင်လည်းသူချိန်သူ master barrel နိုင်မှာသူချိန်ကြီးတော့ပါဆိုတော့ better တွေပါတယ်ဆိုတော့ရေးဘူးရေးပါလုံးဝပြည့်စုံတယ်ညာပြည့်စုံတယ်လို့ပြောလို့ရပြီးတော့အလင်းရောင်ကလည်းလုံးဝကောင်းတယ်ဆိုတော့ ပြီးတော့ဒီကော၃တက်ကိုမှသူ roof slab နော် roof slab ကိုမှသူခေါမိုးမိုးတာအဖြစ်အပေါ်မှာ solar panel တွေပါတင်မယ်ဆိုရင်ကောင်းကောင်းတင်လို့ရတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်ပထမတစ်မှာအကုန်ပြပြီးပြီနောက်ကျွန်တော်အပေါ်ဆုံးတက်ကိုကျွန်တော်တက်ကြည့်လိုက်ရအောင်ကျွန်တော်ရန်သဘောကြတာအင်းကြီးကတကယ်ကိုဗျာလှတာလို့ပေါ့ရန်ခံထားတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်၃လပစ္စည်းတွေကလည်းဟိုတကယ် quality ကောင်းပြီဆိုတာတွေပဲတုံးထားတယ်ပေါ့နော်ပြီးတော့တလွာချင်းစီတိုင်းမှာလည်းအမြင့် height ကတော်တော်မြင့်တယ်ပေါ့နော်ဒါအပေါ်ဆုံးတက်ရဲ့အာ ဖော်လို့တွေ့ရတဲ့ master baron ပေါ့နော်ဆိုတော့ဒီကောင်ဆိုလည်းကျဲတယ်တော်တော်ကိုကျဲကြီးကြီး master baron ကြီးပေါ့နော်ဆိုတော့သူကကျွန်တော်ပြောမယ်ဆိုပြအိတ်ခမ်းတိုင်းမှာတော့ change လုပ်ပါပြီလားအဲရေဘူးရေးပါတယ်ဆိုတော့ဗတ်တက်ပါတယ်ဆိုတော့ master 6ခန်းလုံးကတကယ်ကိုစိုက်ပြည်တယ်ဒါပေမဲ့နှစ်ခန်းလောက်ကတော့ပုံမှန်စိုက်ပုံမှန်စိုက်ဆိုတာတော့နော်ပုံမှန်သူ့သူ့အိမ်ထဲမှာပါတယ်ပုံမှန်စိုက်ရှိတဲ့ master baron ကျွန်တော်တော်တော်ကျဲလို့ပြောလို့ရတဲ့ site တွေပေါ့နော် တော်တော်ကိုကြီးတယ်မစတာဘယ်ရိုနီပေါ့နော်ဟိုအပေါ်မြင့်တဲ့ချက်တွေဆိုစီလီနေဆိုတဲ့တကယ်ကိုဟို quality ကောင်းကောင်းနေပါပေါ့နော်ဒီမှာနောက်ထပ် master baron ကိုထပ်တွေ့ရမယ်ဆိုတော့ဒီ master baron လေးနဲ့အောက်ထပ်မှာပထမဖုံးတွေ့ရတဲ့ master baron လေးကတော့ site ကတူတူပဲဒါ main master ကြီးကအားလုံးစုစုပေါင်းအကြီးစားကြီးကနှစ်ခန်းပါတယ် normal site ကနှစ်ခန်းပါတယ် နောက်ပြီးတော့မှဒီဟို site အသေးလေးတွေကတော့ဟို site အသေးလေးဆိုမှတော်တော်ကျယ်တဲ့ site အသေးလေးတော့သူက site အသေးအသေးကြီးလို့ပြောမှာပေါ့ site အသေးလေးလို့ပေါ့အသေးကြီးဆိုတော့ဟို master bro ဆိုပုံ6ခန်းတော့ပါတယ်ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်ဖျားကန်းလေးပြပေးမယ်တရားကြီးကတော့ဖျားကန်းအဖြစ်သုံးနေတယ်သုံးလို့ရတယ်ဒုတိယ second level အဖြစ်လည်းထပ်သုံးနေတယ်သုံးလို့ရပါသေးတယ်တော်တော်ကိုလှတယ်ပြီးတော့ location ကလည်းတောင်းကလာပါငွေကြရန်ဆိုတော့လေငွေကြရန်ဆိုတော့တကယ် တိတ်ဆိတ်ပြီးနေလို့ကောင်းတဲ့နေရာလို့ပြောတယ်မမအောင်ပေါ့နော်ဆိုတော့ဒီမှာလဲဝါရဏတစ်ခုပါဒီဝါရဏကကျွန်တော်ဖွင့်မပြပြီးတော့ကျွန်တော်ဟိုဘက်ကဝါရဏပြပြပြီးဒီဘက်ဘာလို့ဒီဘက်ဝါရဏကိုကျွန်တော်ပြပြီးတော့ဒီဘက်ဝါရဏတော်တော်ကိုဟိုမိသားစုတင်တာပဲလုတ်ချစ်လဲဆိုတယ်တော်တော်ကိုချစ်တယ်ဟိုရှိရဲသူကဘေးစင်းနဲ့ဟိုဘေးစင်းတွေပါအစအစပေါ့နော်ဘေးစင်းတို့ပါကစထုတ်ပတာပြီးသားပေါ့နော်ဆိုတော့ တော်တော်လှပြီးတော်တော်ကောင်းတဲ့အိမ်ဖြစ်ပါတယ်ပြီးတော့စောက်ထားတဲ့ပုံစံနဲ့တကယ်ကိုငလင်တန်းကိုတကယ်ခံနိုင်ရှိအောင်လို့တော့စောက်ထားရလေအင်ရှင်ကစောက်ထားရလေပြောတယ်ပေါ့နော်ငလင်တန်းလို့လည်းစိတ်ပူစရာလုံးဝမလိုတဲ့အိမ်မျိုးလို့တော့အင်ရှင်ကတော့ကျွန်တော်ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟိုဟိုကျွန်တော်ရေပူရမျက်လုံးနဲ့ကြည့်တော့မှဘင်းကြီးရအကြီးစားကြီးပေါ့နော်ဆိုတော့အထူးပင်ကျေးဇူးတင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာကျွန်တော်ဗီဒီယိုအဆုံးမှာဒီအိမ်ရဲ့ဈေးနှုန်းလေးတော့ပါတပါတယ်ပေါ်ပြပေးတော့မှာဖြစ်ပါတယ် နောက်ပြီးတော့ကျွန်တော်ရဲ့ဟိုတင်ဆက်မှုလေးတွေပေါ့နော်ကျွန်တော်ရဲ့အိမ်ပြမှုလေးတွေကိုသဘောကျတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သားပြုဖို့လည်းကျွန်တော်ဒီနေ့ကနေပြီးတော့အနှုံးညွတ်မျက်နှာရခံလို့ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ် Okay အိမ်လေးကိုကြည့်ပြီးဆိုတော့ဇေနုံလေးပြောပါတော့မယ်ဇေနုံလေးပြောခဲ့မှာဒီအိမ်လေးရဲ့ဒီနေရာပေါ့နော် sorry ဒီအိမ်လေးမဟုတ်ဒီအိမ်ရဲ့ဒီနေရာကတောင်းကလာပါမျိုးနဲ့ငွေကြေးရဲနဲ့မှာတရှိပါခြံကျေကပေ60ပေ80ဖြစ်ပြီးတော့ပါတော့၃တက်ကောင်မှာ roof slab ကို ဘရူးစ်လက်ပေါ်မှာခေါင်မိုးထပ်မိုးထားပါသေးတယ်စုစုပေါင်းအခန်း6ခန်းမာစတာဘရိုကြီးပဲ6ခန်းနဲ့ဖွဲ့စည်းထားပါတယ်မာစတာခန်းကြီးရဲ့အခြေဝန်ကလည်းတကယ့်ကိုစိုက်ပြစ်ပြစ်ကြကြဲဝင်းဖြစ်ပါတယ်မြေမျိုးစားလေးကလည်းဂရံမြေမျိုးစားလေးဖြစ်ပါတယ်အရှုပ်ရှင်းလုံးဝလုံးဝမရှိပါဘူးအထူးပင်ကျေးဇူးတင်ပါတယ် DND Chan ဒီလုံးချင်းရဲ့ဈေးနှုန်းကတော့3900ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မိတိုင်းအချိုးဆောင်ကအထူးပင်ညီနိုင်ပြပါဦးမယ် ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုကို like ပါကြည့်ရှုပေးတဲ့အရောက်ချင်းစီတိုင်းပေါ်မှာငွေနဲ့လုံးဝလုံးဝလုံးဝဝယ်လို့ရတယ်ကျမ်းမာခြင်းဖျော်ရွှင်ခြင်းငြိမ့်သက်ခြင်းတက်ရောက်ပါစေ။